မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းက Rycon မြို့ကိုရောက်ရှိနေတဲ့အချိန် KND တော်လိုင်းတပ်များကလက်နက်ကြီးများနဲ့ပစ်ခတ်မှုနဲ့လုံခြုံရေးအခြေအနေစိတ်မချရမှုတွေကြောင့် Rycon တပ်ကတော်နဲ့လေစိတ်တို့ကိုတွားရောက်ကြည့်ရှုဆက်ဆင်းမဲ့အစီအစဉ်တချို့ကိုဖျက်သိမ်းပြီးတော့တပ်တော့ရိုက်ကပြန်လည်ထွက်ခွာသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ၄ရက်နေ့မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာ Rycon မြို့ကိုရောက်ရှိလာခဲ့ပြီးတော့အစည်းအဝေးများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့လုံခြုံရေးအခြေအနေစိတ်မချရမှုတွေကြောင့် Rygor တက်ကတော့နဲ့ Rygor ၄စိတ်တို့မှာရှိတယ်အပြတ်အစည်းများကိုတွားရောက်ကြည့်ရှုမဲ့အစည်းအဝေးများကို မလုတ်ဆောင်နိုင်တော့ဘဲနဲ့ဖြတ်သိမ်းခဲ့ရတယ်လို့သိရပါတယ်အဲ့နောက်မှာတော့တော်လိုင်းအတက်များကလက်နက်ကြီးတွေနဲ့ကရားပြည်နယ်ခမ်းမဘက်ကို120မမလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်လက်နက်ကြီးတွေနဲ့ထုနေတာရောလုံခြုံရေးစိတ်မချရတာကြောင့်လွိုက်ကော်တက်ကတော်အပြက်စီးတွေကိုလိုက်ကြည့်ဖို့လှုပ်ထားတဲ့အစီအစဉ်ကိုတော့မလုတ်ဖြစ်တော့ဘူးလုံခြုံရေးကအင်အားအများကြီးတုံးခဲ့ပေမဲ့အစီအစဉ်တချို့တော့မလုတ်ဖြစ်ပဲနဲ့ပြန်လည်ထွက်ခွာသွားတယ်လို့စစ်ဘက်သတင်းရင်းကပြောဆိုထားပါတယ်မနေ့ကအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလွိုက်ကော်မျိုးကိုရောက်ရှိနေတဲ့အချိန်ကရားပြည်နယ်ကိုပုံမှန်အချိန်၄တိုင်းရောက်ရှိအောင်ဆော ောင်ရွက်ရန်လူရင်နဲ့တကောင်ချင်းကောက်ယူရေးလုပ်ငန်းများကိုဆောင်ရွက်ပြီးတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုညွှန်ကြားမှုများလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းချေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်များဖြစ်တဲ့206 354 406 902တပ်များကိုတိုက်ခိုက်သိမ်းပိုက်ရေးတိုက်ပွဲမှာ PNL ကစစ်ကောင်စီရဲ့တန်ချက်ကကားများကိုအုံပြုတ်ပြီးတော့လက်နက်နဲ့အလောင်းများကိုသိမ်းဆီးရရှိခဲ့တဲ့ပတ်တမ်းများကို မနေ့ကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ခမ်းမှာအမြောက်တပ်ရင်း၄ခုရှိတဲ့တဲကအမြောက်တပ်၄၆နဲ့အမြောက်တပ်၂၆တို့ကိုဩဂတ်လ၂၈ရက်နေ့မှာ TNL ကတင်ပိုင်နိုင်ခဲ့ပြီးတော့ကြာရှိတဲ့အမြောက်တပ်၃၅နဲ့အမြောက်တပ်၉၀နှစ်တပ်တို့ကိုတင်ပိုင်နိုင်ရဲ့အတွက်ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့သိရပါဗါး။1027စစ်စင်ရေးဒုတိယပိုင်းတောင်ခမ်းတိုက်ပွဲရုတ်တရက်မှတ်တမ်းမှာ TNL က စစ်ကောင်စီထံကနေပြီးတော့တင်းစီရရှိခဲ့တဲ့တန်ချက်ကာကာနှစ်စီးကိုအသုံးပြုနေတဲ့ရုတ်တံမှတ်တမ်းကိုလည်းပြသွားပြီးတော့အဲ့ဒီတိုက်ပွဲမှတ်တမ်းဟာစက်တမလာပထမပတ်အတွင်းစေဦးစီမူဒုတိယဘုံမူကြီးတာမောရောနဲ့တမဟာမူ6ဒုတိယဘုံမူကြီးတာမောရှန်တို့ဥဆောင်ပြီးတော့ကြောင်မဲနဲ့နောင်ချုံမြို့နယ်တောင်ခိုင်းရွာအုပ်စုမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်206 354 406 902တို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲမှတ်တမ်းဖိုင်ကိုထုတ်ပြန်ခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီတောင်ခမ်းတိုက်ပွဲရုတ်တံမှတ်တမ်းမှာတေဆုံးနေတဲ့စစ်ကောင်စီတပ်များရဲ့အလောင်းများနဲ့တိမ့်စီရရှိခဲ့တဲ့လက်နက်များကိုထုတ်ပြန်ထားပြီးတော့တော်လိုင်းတပ်များဘက်ကလည်းအထိကိုက်အကြဆုံးများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့ပေါ်မှာစစ်မှုထမ်းဟောင်းများနန်းစီဒီယံဝန်ထမ်းများမိသက်များနဲ့ပြူစောထင်းများကို ဒရုန်းမောင်းနေတဲ့တင်တန်းများကိုတရုတ်တချို့ကလာရောက်တင်ကြားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကနိုင်ငံတော်မှာပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ပြူစောတိအဖွဲ့များကိုဖွဲ့စည်းပြီးတဲ့နောက်အဖွဲ့ဝင်စစ်မှုထမ်းဟောင်းများ၊နန်းစီဒီယံဝန်ထမ်းများ၊မိသက်များနဲ့ပြူစောတိများကိုဒရုန်းမောင်းနေတဲ့တင်တန်းများကိုပို့ချပေးနေခြင်းဖြစ်ပြီးတော့တရုတ်တချို့ကပါလာရောက်ပြီးတော့တင်တန်းပေးလျက်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီက Ahead X Company ထံကနေပြီးတော့ထောက်လိုင်းရေးဒရုန်းနဲ့ UAV အများပြားကိုဝေယူထားပြီးတော့အဲ့ဒီဒရုန်းများကိုပြည်သူ့စစ်များနဲ့စစ်တပ်ထောက်ခံသူများကျွမ်းကျင် ဆိုတာမောင်းနယ်အသုံးပြုနိုင်ရေးအတွက်တင်နှန်းများကိုပို့ချပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။မကွေးမြို့ပေါ်မှာ drone တင်နှန်းတွေပေးနေတဲ့တရုတ်လူမျိုးများဟာဘဲကုမ္ပဏီကဖြစ်တယ်ဆိုတာကိုတော့မသိရသေးပဲ drone အသုံးပြုနေကျွမ်းကျင်သူများဖြစ်တယ်လို့သိရပါဗျ။မနေ့ကစကိုင်းတိုင်းအရာတော်မြို့နယ်မှာ တရုတ် Ahead X Company ထုတ်ထောင်းလိုင်းရဲ့ drone တစ်စီးကိုတော်လိုင်းတပ်များကသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီ drone များဟာ PDF များရဲ့တီနေရကိုအဓိကထောက်လိုင်းရန်အသုံးပြုနေခြင်းဖြစ်ကြောင်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်သခိုင်းတိုင်းကမ်ဘလူမျိုးနယ်မှာမဘာသာဖုန်ကြီး Water Wa ဦးဆောင်တဲ့ပြူစောတီများအတွက်စစ်ကောင်စီက drone များကိုထောက်ပံ့ပေးပြီးတော့ drone နဲ့ထောက်လန်းခြင်း drone နဲ့ဘုံကျဲခြင်းများကိုအနည်းကလေ့ကျင့်သင်ကြားပေးနေတယ်လို့သိရပါတယ်။ပြူစောတီတွေထဲမှာ drone တပ်သားဆိုပြီးတော့တပ်တပ်ကိုရွေးထုတ်ပြီးတော့တင်နန်းပေးထားတာ drone တွေကတော့စစ်ကောင်စီကနေပြီးတော့ပေးပို့တယ် drone ပုံးသီးတွေရောပဲစစ်တပ် ကပဲထောက်ပံ့ပေးထားတယ်ဝါတော့ကလည်း drone တပ်ဖွဲ့ဆိုပြီးတော့ပြန်စုဖွဲ့ပြီးတော့လေ့ကျင့်နေတာတပြေးပြေးနဲ့သူတို့လည်း drone နဲ့ဘုံကျဲတာကိုအများအားလေ့ကျင့်နေကြတယ်လို့ကမ့်ဘလူနယ်ကတော်လိုင်းရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကဆုံးရှုံးထားတဲ့နေမြေများကိုပြန်လည်ရရှိရေးအတွက်တံပြန်တုံ့ပြန်မှုများဆောင်ရွက်ရမှာ drone တပ်ဖွဲ့များကိုဖွဲ့စည်းပြင်ဆင်လာပြီးတော့တရုတ်နိုင်ငံက drone နည်းပညာနဲ့ drone များကိုပမာဏများစွာနဲ့ဝယ်ယူနေတယ်လို့သိရပါတယ် ၎င်းတို့ထဲမှာတရုတ် Head X Company ကထုတ်လုပ်လိုက်တဲ့73စီနဲ့ battery နှစ်မျိုးသုံး drone များကို အများအပြားအသုံးပြုလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာလုံခြုံရေးကိုအကြောင်းပြပြီးတော့ပြည်သူများထံကနေပြီးတော့ငွေညစ်ချင်းကိုသာအငမ်းမရလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပေါ်မှာ PDF များရဲ့ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့တဲ့အချိန်တိုင်းမှာအခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင်မှာပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကိုစစ်ကောင်စီတပ်ကတာဝန်အရဟန်ပြတာလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့မန္တလေးမြို့အခြေစိုက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးဝန်ထမ်းတအုပ်ကပြောပြထားပါရတယ်။လုံခြုံရေးဆိုတာဟန်ပြ အသက်မသေးရေးကအဓိကပဲပြီးတော့မိုးရွာတုန်းရေခမ်းပဲဆိုပြီးတော့ပြည်သူတွေကိုစစ်ဆေးတဲ့နေရာမှာပပတ်ဆက်ဆက်ငွေညစ်ကြတယ်ငွေလဲရကြတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်မန္တလေးမြို့တွင်းမှာရှိတဲ့လုံခြုံရေးအရာဆိုပြီးတော့လက်လက်စစ်ဆေးနေတဲ့စစ်သားနဲ့ရဲတွေဟာနေတိုင်း တယောက်ကိုငွေကျပ်တသိန်းကျော်ရရှိကြတယ်လို့သိရပါဗါးတသိန်းကျော်ဆိုတာသူတို့ရဲ့အထက်အရာရှိကိုခွဲတန်းပေးပြီးသားကျွန်တော်သိရတဲ့လောက်ကဘာမှမရဘူးဆိုတဲ့နေတောင်မှတယောက်ကို၄၅တောင်းကျန်တယ်ဒါပေမဲ့သူတို့စကားနဲ့ပြောရရင်အသက်နဲ့ရင်းပြီးတော့ရှာရတယ်ပေါ့အချိန်မရွေး PDF တွေလာပြတာခံရနိုင်တာကိုလို့၎င်းကဆက်လက်ပြောပြခဲ့ပါဗါးစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာငွေရရှိရေးကိုသာအဓိကအယုံစိုက်နေတဲ့အတွက်ကြောင့်မန္တလေးမြို့တွေကို PDF တွေအလွဲတကူဝင်ထွက်နိုင်တယ်လို့သိရပါဗျ။ကျွန်တော်တို့ကြားဘူးတဲ့လို့ဆိုရင်မန္တလေးမှာ PDF တွေဝင်ပြနေတာအချိန်ချင်းစ ဆိုပေမဲ့ပြစ်ပြီးတာနဲ့ချက်ချင်းဖမ်းမိတယ်ဆိုတာမျိုးမကြဘူးသေးဘူးစစ်သားတွေကသူတို့အသေးခံပြီးတော့ဘာမှမလုပ်ဘူးအသေးခံပြီးတော့ပဲငွေရှာနေတာလို့ချမ်းသာသာစီမြို့နယ်မှာနေတဲ့ပြည်သူတို့ကပြောပြထားပါတယ်စက်တမလာ3ရက်နေ့မနက်4နာရီကျော်ကမန္တလေးမြို့နန်းတွင်းမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘခကိုတော်လိုင်းတပ်ဖွဲ့များကတရခွန်မမရှော့တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာခုနလုံးအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ဒူးချုပ်စိုးဝင်းရဲ့ကိုကြီးအရာရှိအပါအဝင်စုစုပေါင်း9ဦးတိုက်ဆုံးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့ပေါ်နဲ့မြို့အဝင်ဂိတ်တို့မှာခီးသွွားလူငယ်များမြို့ကန်လူငယ်များကိုအကြမ်းဖက်ဆက်တက်ရဲများနဲ့အုပ်ချုပ်ရေးမှူးများကပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ၄ရက်နေ့အောင်လံမြို့ပေါ်မြို့ပတ်လန်ပြားကေဟာအနီးမှာပဲနှုတ်သွားတဲ့လူငယ်များကိုစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။စစ်မှုထမ်းအပတ်စဉ်၅အတွက်လူငယ်များလိုအပ်နေတဲ့အတွက်ဖမ်းဆီးတယ်လို့စစ်တပ်ကတရားဝင်ပြောဆိုပြီးတော့အတိပေးလာတယ်လို့သိရပါတယ်။မနေ့ကစက်တဘာလ၄ရက်နေ့အောင်လံမြို့မြို့ပတ်လန်ပြားကေဟ ဟာနားမှာစမ်းကလေးရွာဘက်ကိုပဲနှုတ်သွားတဲ့၃မိန်းကားတစည်းကိုဖမ်းတယ်၃မိန်းကားပေါ်မှာပါလာတဲ့ယောက်ျားလေး၆ယောက်ကိုဖမ်းပြီးတော့မိန်းကလေး၅ယောက်ကိုပြန်လွှတ်ပေးလိုက်တယ်စစ်မှုထမ်းဖို့လူလိုလို့စစ်တပ်ကဖမ်းလာလို့ပြောတယ်ပဲနှုတ်သွားတဲ့ကလေးတွေကမိဘကိုလုံကျွေးနေတဲ့ကလေးတွေပါနိုင်ငံရေးနဲ့လည်းဘာမှမပတ်သက်ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါ့အပြင်အောင်လံမျိုးပေါ်ရက်ွက်များမှာရဲသရင်ပေးဒလန်များကိုဒူရဲအုပ် ရဲအုပ်များကလက်သက်မွေးမြူပြီးတော့အသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များရှိနေတဲ့နေအိမ်များရဲ့တရင်များကိုစုဆောင်းခိုင်းခြင်းပြည်ပကနေပြီးတော့လာရောက်တဲ့လူငယ်များရဲ့တရင်များကိုစုဆောင်းခြင်းတော်လှန်ရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုများမှာလူငယ်များပါဝင်ပတ်သက်ခြင်းရှိမရှိတရင်များကိုစုဆောင်းနေတယ်လို့သိရပါတယ်။အောင်လံမြို့မှာရဲတရင်ပေးဒလန်အထီးဒလန်အမတွေကအရန်ကိုများတယ်ရက်ွက်သူရက်ွက်သားတွေကသူတို့ကိုပဲကြောက်နေရတာသူတို့ကစစ်တပ်ရဲအတိုင်းဝိုင်းနဲ့မကင်းရမကင်းကြောင်းတွေများတယ်တရော်ကုန်းရက်ွက်ကန်နာလန်တရက်မော်တော်စိတ်က အောင်ကိုမင်းထမင်းဆိုင်ပိုင်ရှင်ဖိုးတော်တို့လင်မယားဆိုရင်တကယ့်ကိုတလန်အကြီးစားပဲပြီးခဲ့တဲ့အပတ်ကသူတို့ရဲ့ထမင်းဆိုင်ကိုလာစားနေတဲ့လူငယ်တွေကိုလူများလို့ဆိုပြီးတော့မတင်ငါလို့ရဲကိုတိုင်ပြီးတော့ဖမ်းခိုင်းတာလူငယ်လေးတွေကတခြားမျိုးကိုအလုတ်သွားလို့မလို့လို့ရှင်းပြတာလည်းမရဘူးဖမ်းတာပဲ၁၂ရောက်ပါသွားတယ်အောင်ကိုမင်းထမင်းဆိုင်ပိုင်ရှင်ဖိုးတော်တို့လင်မယားက သတင်းပေးတယောက်ကိုဘလောက်ဆိုပြီးတော့အကြမ်းဖက်စစ်တပ်နဲ့ရဲကပြန်ပြီးတော့သူတို့ကအဲ့ဒီသတင်းပေးတဲ့အလုပ်ကိုပဲတေချာလုပ်နေတာလို့အောင်လန်ကဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲအောင်လန်မြို့နယ်မိုးပုံကြီးရွာမှာလည်းစိတ်ကောင်းစီခန့်အုပ်ကြီးညီညီကလက်နဲ့ကင်ဆောင်ပြီးတော့လူငယ်များကိုဖမ်းဆီးနေတယ်လို့သိရပါတယ်ပြန်လည်ပြီးတော့လွတ်မြောက်လို့တဲ့လူငယ်များအနေနဲ့ငွေပေးရမှာဖြစ်ပြီးတော့မြည်သည့် PDF ကိုမှမကြောက်ဘူးလို့ပြောဆိုခဲ့ကြောင်းသိရှိရပါတယ် ဖမ်းတယ်ကွာဘာဖြစ်လဲအဖမ်းမခံခြင်းငါတို့တောင်းတဲ့ပတ်စံကိုပေးမင်းတို့ဘသူ့ကိုမှတိုင်လို့မရဘူး PDF နဲ့တိုင်းသားလက်နက်ကင်တွေကအောင်လံမျိုးကိုတတ်တိရှင်လာခဲ့လိုက်လေမလာရဲလို့မလာတာပေါ့ဒီမှမြဲလား စစ်တပ်နဲ့ရဲကကျုပ်ကိုပေးထားတာလို့ပြောပြောပြီးတော့လက်ပြပုံးနဲ့တနတ်တွေကိုထုတ်ထုတ်ပြနေတယ်လို့အောင်လံမျိုးကပရိုက်တာဓမ္မတုပ်ကရှင်းပြထားပါရယ်အောင်လံမျိုးပေါ်မှာညာပိုင်းရဲတပ်ဖွဲ့နဲ့စစ်တပ်ကပကင်းကားတွေနဲ့တမျိုးလုံးကိုပတ်ပြီးတော့ပြည်သူများရဲ့နေအိမ်များပေါ်ကိုအတင်းဝင်ရောက်ဖမ်းဆီးခြင်းမြို့ဝင်ဂိတ်များမှာခရီးသည်တွေကားတွေပေါ်ကလူငယ်များကိုဆွဲချဖမ်းဆီးခြင်းများကိုလှုံ့ဆော်နေတယ်လို့သိရပါရယ်မကွေးတိုင်းအောင်လံမျိုးအဝင်မှာ ခရီးသွားရင်လိုင်းကားပေါ်မှာပါလာတယ်လူငယ်ဆန္ဒဦးနဲ့မြို့ဆောင်လမ်းကလူငယ်၁၀ဦးကျော်ကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်စက်တင်ဘာလ၃ရက်နေ့ည၉နာရီအချိန်ကမှတောင်ငင်းကြီးရန်ကုန်ပြေးဆွဲတဲ့ကောင်းမြတ်သားနဲ့ ကန်တော်ဝင်တဲ့ရင်လိုင်းပေါ်မှာပါလာတဲ့လူငယ်ဆန္ဒဦးကိုအောင်လံမျိုးအဝင်ပြည်မျိုးနဲ့အောင်လံမျိုးချားမှရှိတဲ့ဘွဲ့ကြီးတိုးဂိတ်အနီးမှာအကြမ်းဖက်စစ်သားနဲ့အုပ်ချုပ်ရေးမှူးများကပေါ်တာဆွဲပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးမှုမှာအောင်လံမျိုးဇေကုံရက်ကွက်အုပ်ချုပ်ရေးမှူးမောင်စောဝင်းမကြီးကုံရက်ကွက်အုပ်ချုပ်ရေးမှူးမောင်တင်အောင်စိုးစေမှုကြော်မျိုးလွင် ်မကြီးကုံတိုးချက်သုံးလမ်းမှာနေထိုင်တဲ့စစ်တပ်သတင်းပေးမောင်ထုံးနဲ့မဆန်းဆန်းရေးတို့ပါဝင်တယ်လို့သိရပါတယ်။ဒါ့အပြင်စက်တမလ၄ရက်နေ့မနက်ပိုင်းမှာအောင်လံမြို့မြို့ဆောင်လမ်းမှာလမ်းသွားလမ်းလာလူငယ်၁၀ဦးကျော်ကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။၃ရက်နေ့ည၉နာရီလောက်မှာအောင်လံမြို့နဲ့ပြည်မြို့ကြားကဘွယ်ကြီးတိုးဂိတ်အနီးမှာအောင်လံမြို့နဲ့တောင်မင်းကြီးမြို့ကနေရဆောင်မှာနေတဲ့လူငယ်ဆန္ဒဦးကိုအုပ်ကြီးတွေနဲ့စစ်ခွေးတွေကပေါ်တာဆွဲပြီးတော့ဖမ်းဆီးသွားတယ်။အဲ့ဒီလူငယ်တွေကထိုင်းနိုင်ငံကိုသွားတာ တွားခွင့်မရလို့ပြန်လာကြတဲ့သူတွေလို့သိရတယ်ဒီကနေ့မနက်ပိုင်းမှာလဲအောင်လံမြို့မြို့ဆောင်လမ်းမှာလူငယ်၁၀ဦးကျော်ကိုလည်းပေါ်တာဆွဲပြီးတော့ဖမ်းဆီးသွားတယ်တမျိုးလုံးကပြည်သူတွေကကြောက်လန့်နေကြရတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားပါတယ်အောင်လံမြို့မြို့ဆောင်လမ်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့စစ်ဆေးမှုများကိုတင်းကျပ်နေပြီးခီးသွွားပြည်သူများထံကနေပြီးတော့လေငွေကြေးတောင်းရမှုများကိုပုံမလို့ဆောင်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ